အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်နေတဲ့ဆိုင်လေးကတော့အနောက်ရွှေကုန်းတိုင်းမှာတည်ရှိတဲ့ Beauty Gallery ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးကိုတော့ကျွန်တော် Domestic Land Bank ကလာလို့ရသလိုရွှေကုန်းတိုင်း Land Bank ကလည်းလာလို့ရပါတယ် Google Map မှာလည်း Beauty Gallery ဆိုပြီးတော့ရိုက်ရှာလိုက်လို့ရပါတယ်ခင်ဗျာဆိုင်ထဲကိုဝင်လိုက်တာနဲ့တန်တန်ရှင်ရှင်တတ်တည့်ရရနဲ့တကယ်ကိုစိတ်ကိုကြည်လင်အေးချမ်းသွားစေပါတယ်ဒါကတော့ဒီဆိုင်ရဲ့တကယ်ကို head artist ပေါ့နော်ဒါဆရာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ဒီဆိုင်ပန်းရှင်ညီမလေးကြည်ကြီးပဲဖြစ်ပါတယ် bro သိတယ်ကျွန်တော် account link လာတောင်းတော့မှာမလားမပေးဘူး ကဲအဲဒီနောက်မှာတော့ကျွန်တော် treatment ဆက်ယူပါမယ် treatment ဆက်ယူပြီးဆိုတာနဲ့သူကမျက်နှာကိုအရင်ဆုံးသူ cleansing လုပ်ပေးရပါတော့အဲဒီကလည်းကျွန်တော် cleansing လုပ်နေရပါ cleansing လုပ်ပြီးတဲ့နောက်မှာတော့ဒီ white tissue လေးနဲ့တေချာဒီ cleansing cream လေးကိုကျွန်တော်တေချာပြန်ပြီးတော့ဖယ်ပေးပါရယ်ကျွန်တော်ကဒီနေ့ဒီ carbon laser treatment နဲ့ဒီ IPL treatment ပေါ့နော် treatment နှစ်မျိုးယူထားဖြစ်တဲ့အတွက် carbon laser ပြစ်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မျက်နှာကိုထုံစည်းလေးပပလေးလင်းပေးပါရယ်အဲ15မိနစ်လောက်ကြာတဲ့အခါမှာတော့ဒါထုံစည်းလေးကိုပြန်တုပ်ပြီးတော့ကျွန်တော်တို့ carbon လေးတွေကိုကျွန်တော်မျက်နှာကိုစားတုပ်တယ်ပေါ့နော်ပြောမှဆိုရင်ဒီ carbon laser ပြစ်တာကတော့ကျွန်တော်အတွက်တကယ် first experience ဖြစ်တယ်လို့အဲကျွန်တော်တော်တော်လေးယဉ်ခုန်နေဗျ Oh my god ကျွန်တော်နာမယ်လို့ထင်တာ သူကျွန်တော်နှစ်ဖူးကိုပြက်နေရကျွန်တော်တစမ်းမှကျွန်တော်မနာဘူး။နည်းနည်းလေးလာပြီးတော့ထိရယ်ဆိုတဲ့အသည့်လေးတော့ရှိတယ်။ဒါပေမဲ့လုံးဝနာကျင်ခြင်းလုံးဝမရှိဘူး။ဒါပေမဲ့တခုတော့ရှိတယ်ဒီနှာခေါင်းလေးကိုပြက်တဲ့အချိန်မှာတော့ကျွန်တော်နည်းနည်းလေးဆက်ပြင်းဆက်ပြင်းလေးဖြစ်တယ်။အဲပြီးတော့နည်းနည်းပို့ပြီးဆက်ပြင်းဆက်ပြင်းဖြစ်တာအဲ့ပမို့နေရာလေးပေါ့နော်။အဲ့နေရာပမို့လို့ပဲခေါ်မလားပါးပဲခေါ်မလားပေါ့နော်။ အဲအဲ့နေရာလေကျွန်တော်တို့ကဒါချီးပေါက်လေးချိန်လေးကျဲတာရှိတဲ့နေရာပေါ့ဗျာဆိုတော့အဲ့နေရာလေးကိုပြတဲ့အချိန်မှာတော့တော်တော်လေးနည်းနည်းအဲဆက်ပြင်းဆက်ပြင်းဖြစ်တယ်ပေါ့ဗျာပြောရမယ်ဆိုရင်ကာဗွန်လေးဇာထရီမန့်ကဘယ်လိုလိုမျိုးတွေယူတင်လဲဆိုလို့ရှင်မျက်နှာအစီပြန်တဲ့သူတွေဝတ်ချံပုံးလေးတွေရှိနေတဲ့သူတွေပေါ့နော်အဓိကယူတင်ပါတယ်နောက်ပြီးတော့သူက brightening effect ပါဝင်ပြီးတော့သူက dark cell တွေကိုဖယ်ရှားပေးနိုင်ပြီးတော့ပုံမှန်ကျွန်တော်တို့ဒီထရီမန့်ကိုခံယူသွားမယ်ဆိုလို့ရှင်ဒီ amazed day တင်းနှိမ်မဲ့ကြောက်တွေကိုတက်တာပြောင်းလဲစေမှာပဲဖြစ်ပါတယ်။ skin မှာကျွန်တော်တို့မျက်နှာအသားရည်မှာရှိတဲ့ collagen ဓာတ်ကိုကျွန်တော်မြှင့်တင်ပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မျက်နှာအသားရည်လေးရလဲပြောမှဆိုရင်တော့ glow ဖြစ်ပြီးတော့တကယ်ကိုအဲကျမ်းမာတန်ဆွမ်းတဲ့မျက်နှာလေးကိုကျွန်တော်ပိုင်းဆိုင်နေမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကာဗွန်လေးစားပြပီးတဲ့နောက်မှာတော့ကျွန်တော် IPN treatment ကိုကျွန်တော်ဆက်ပြီးလုပ်ဖို့အတွက်ကျွန်တော်မျက်နှာကိုဒါတို့အခုခုလိမ့်ပေးရဗျာ။ဗာလိမ့်လေးတော့ကျွန်တော်လည်းသိချာမသိဘူး။ဒီ IPN treatment ကိုဒီဆက်လေးနဲ့ကျွန်တော်တို့ခံယူရတဲ့အချိန်မှာတော့ အမျက်နှာလေးနည်းနည်းလေးပူတယ်လို့တော့ဒါခံစားရတယ်ဒါပေမဲ့အပားတွေနှစ်ဖူးတွေနှာခေါင်းတွေကျွန်တော်မခံစားရပါဘူးဒါကျွန်တော်ရဲ့ဒီနှာခမ်းအပေါ်နားလေးကိုအထရီမန့်ယူတဲ့အချိန်မှာတော့နည်းနည်းလေးပူတဲ့အရာသားလေးကိုခံစားရတယ်ဗျကျန်တဲ့အချိန်မှာတော့အေးစိတ်ခံနိုင်တယ်ဒါကတော့နောက်ဆုံးအဆင့်မျက်နှာပေါင်းတင်ပေးတဲ့အဆင့်မှာဒါမှမဖြစ်ချင်တော့ကျွန်တော်ကမျက်နှာကြီးမျိုးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မျက်နှာ ြီးပြီးတော့ဒါ max လေးကတော့နည်းနည်းလေးသေးသလိုလေးတော့ဖြစ်သွားတယ်။ဒါပေမဲ့ပြဿနာတော့မရှိပါဘူး။ IPL treatment ကိုတော့ဒါဘယ်လိုမျိုးလူတွေဒါလုံးတင်လဲဆိုတော့ကျွန်တော်နေရောင်ကြီးတန်ကြောင်းပေါ့နော်။အမဲဆက်ဖြစ်ပေါ်တာတွေအမျက်နှာမှာအစိမ်းလေးဖြစ်ပေါ်တာတွေတိုက်ရွယ်တစ်ခုရလာတဲ့အတွက်ကြောင့်မလို့အဆက်ပြောင်းလေးတွေဖြစ်ပေါ်တာတွေနေလောင်ကွက်တွေပြီးတော့ကျွန်တော်အရေးအကြောင်းတွေပေါ့နော်။မျက်နှာမှာအစီဘူးတွေချွေးပေါက်ကျဲတာတွေပေါ့နော်။စသဖြင့်အဲ့ဒါတွေကလည်းတိတိတတ်တာယုံနေသွားတဲ့ပြောမယ်ဆိုလို့ရှိရင်တော့မိမိရဲ့အသက်ထက်ထောက်ဖက်လောက်ကိုပို့ပြီးတော့ငယ်သွားတဲ့ younger looking glow skin လေးကိုရရှိလာမှာဆိုတော့ ကယ်ကိုအမိုက်စားမယ်ဗျာအဲပြီးတဲ့ခါကျတော့ကျွန်တော် skin ကအခုချိန်မှာအရန်ပါပြီးတော့အရန်နှုတ်သွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးအဆင့်မှာတော့ဒါ sun cream လေးလိမ့်ပေးနေရပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်ဗီဒီယိုလေးကိုတောက်လျှောက်ကြည့်ရှုအားပေးနေတဲ့သူတွေကိုကျွန်တော်မြတ်တာလက်ဆောင်ကျွန်တော်ပြန်ပေးခြင်းပါတယ်အဲ့ဒါတော့ဒီဗီဒီယိုလေးကိုထုံးစံအတိုင်းပဲလှုပ်တင်လှုပ်ထိုက်တာတွေကိုလှုပ်သွားပြီးပါအဲ့ဒီထဲမှာနှစ်ဦးကိုကျွန်တော်ကနေပြီးတော့ RF treatment နဲ့ IPL treatment မြတ်တာလက်ဆောင်လေးကျွန်တော်ပြန်ပေးခြင်းပါတယ်ဗျာကဲအဲ့တော့ခေါင်းအဆခြေအဆုံးလှနိုင်မှု beauty gallery